စစ်ကောင်စီကရန်သူထက်တိုးပြီရန်သူထက်တိုးပြီဒါကစစ်ကောင်စီမှာအာဏာမသိမ်းခင်ကလည်းနေရာတစ်ခုရခဲ့တယ်အာဏာသိမ်းပြီးတော့လည်းနေရာတစ်ခုရထားတဲ့အမျိုးသမီးတယောက်အလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ပေါ့နော်ဒါမနေ့က တရင်မတင်ဆက်လက်ပြုပါတော့เนาะအဲဒီကျွန်တော်တို့ကိုဇွဲနဲ့အင်တာဗျူးလေးကျွန်တော်မနေ့ကတင်လိုက်တယ်ပေါ့တင်လိုက်ပြီးတော့မှဟိုဟိုဘာဖြစ်တဲ့အချိန်မှာဆိုင်ကြီးဆိုင်ကြီးဆိုင်ကြီးကိုပိုင်းဒါသူ့ရဲ့ Facebook account ကနေတင်တဲ့ post တိုင်းပတ်သက်ပြီးတော့လေဒါပြည်သူလူထုကတချို့ တမျိုးမင်းကကျွန်တော်နှစ်ယောက်ရံဖြစ်တာပြီလားဘာညာဒါအဲကျွန်တော်တို့ဒီစကားပြောတဲ့အချိန်မှာထိန်းရတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှရှာကြီးကသူခံစားချက်လေးပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့မှရေးလိုက်တာပါကျွန်တော်နှစ်ယောက်ကတော့ဘာပြဿနာမှမရှိပါဘူးပေါ့နော်မရှိပါဘူးဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်အလုတ်တူတူတွဲပြီးတော့မလုတ်ဖြစ်ပြင်တော့မှပဲကျွန်တော်တို့နှစ်ယောက်ကဒါတီးကြပေါ့နော်ရှာကြီးအဲသူကသူ channel တစ်ခုနဲ့ဖြစ်တဲ့အချိန်ကြမှာပဲကျွန်တော်နှစ်ယောက်ကတွဲပြီးတော့မလုတ်တော့မှာပေါ့ channel အချိန်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ဒါတောက်လျှောက်ကတော့အတူတူရှိနေပါမယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှထင်အောင်ထင်မှလည်းမဖြစ်ကြပါနဲ့ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ထူးခြားသတင်းတွေအများကြီးရှိတယ်အများကြီးတွေမှာမှကျွန်တော် အကုန်လုံးပြောရင်တော့အများကြီးပဲပေါ့နော်အတိုင်းမဲ့ကျွန်တော်တို့အဲ့ထက်ကကြီးကြီးမားမားတွေဆိုရင်ဒါတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးတော့တချို့နေရာတွေမှာကျွန်တော်တို့တွေအနေမြေတွေပြန်ပေးလိုက်ရတယ်ပြန်ပြီးတော့မှ နောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေမျိုးတွေရှိပေမဲ့လည်းတချို့နေရာတွေမှာကျွန်တော်တို့တကယ်ကိုနေတိုင်းအလုံးလုံးနေတယ်ဆိုတော့ဒါဟိုဘယ်လိုပြောရမလဲဆိုတော့အ NUG ကဒါဒေါ်စင်မောင် ပြောတဲ့စကားလို့ပေါ့နော်သူပြောတာကဘာပြောလဲကျွန်တော်တို့ဒီ9နှစ်တာကာလအတွင်းမှာအဲမတိုက်ခရရဲ့တရားမှမရှိပါဘူးဆိုတဲ့ဟာကကျွန်တော် negative view နဲ့ကြည့်တော့လောင်ကျင်စရာပေါ့ဗျာ ။ Yeah. ငါးနှစ်လုံးမတိုက်တဲ့ရတည်းမှမရှိဘူးလို့ပြောတဲ့ဇကားကတော့လောင်ကျင်နေရဇကားတစ်ခုဖြစ်တယ်။ဒါပေမဲ့တကယ်စိတ်စိတ်တွေးကြည့်လို့ရှိရင်ကျွန်တော်ကသူကဒီဟိုဇကားတစ်ခုကိုကျွန်တော် positive view နဲ့လည်းကြည့်တယ်ကျွန်တော် negative view နဲ့လည်းကြည့်တယ်ဗောနှစ်မျိုးနဲ့ကျွန်တော်ကကြည့်ကြည့်တယ်အဲဒါအသူ့ကိုအမြင်ကတဲ့လူဆိုလို့ရှိရင်ဘယ်လိုတွေးမလဲအသူ့ကိုကြည့်ပြူတဲ့လူဆိုရင်ဘယ်လိုတွေးမလဲဆိုတော့ဇကားကိုကျွန်တော်ပြန်ပြီးတော့မှကြည့်ကြည့်တဲ့အချိန်မှာ၅နှစ်တာကာလအတွင်းမှာ မတိုက်ခရရဲ့တရားမှမရှိပါဘူးဆိုတဲ့ဇကားကဒါလက်ခံလို့ရတဲ့ဇကားဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တဖွဲ့မဟုတ်တဖွဲ့ကတိုက်နေတာပဲ။အကုန်လုံးတော့နေတိုင်းတိုက်ကြတော့မဟုတ်ဘူးလေဗျာ။အဲ့လိုမျိုးသွားတွေးရင်တော့အကုန်လုံးတနိုင်ငံလုံးနေတိုင်းတိုက်နေရင်တော့ရှိသမျှတပ်ဖွဲ့တွေအကုန်လုံးနေတိုင်းတိုက်နေရင်တော့တော်လိုင်းပြီးရကြပြီပေါ့။အော်။ကျွန်တော်တို့မှတိုက်ချင်တော့လေလက်နဲ့ရှိတော့လေကြည်တန်မရှိတဲ့ရက်တွေကြုံခဲ့ရတယ်။ကြည်တန်ရှိတော့လေလက်နဲ့မရှိတဲ့ရက်တွေကျွန်တော်တို့မှကြုံခဲ့ရတယ်ပေါ့နော်။ဒါမျိုးတွေ ပြီးလို့ရှိရင်ဟိုသွားဖို့အတွက်ကျွန်တော်တို့မှဟိုဘယ်လိုပြောရမလဲဆိုတော့ဒီခီးခီးလမ်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တွေသွားဖို့အတွက်ဟိုထောက်ပံ့ပို့ဆောင်ရေးအကားတွေမရှိတာတို့ဘာတို့ဒီလိုမျိုးရက်တွေရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီဖွဲ့ကမတိုက်ရင်နောက်တစ်ဖွဲ့ကတော့ဒီနေ့တိုက်တယ်အဲ့ဒီနေ့တိုက်တဲ့ဖွဲ့ကမနေ့ပြန်နားပဲနားပဲမယ်လေကျန်တဲ့တစ်ဖွဲ့ကတော့နောက်တည့်ရက်မှာတိုက်တယ်ပေါ့နော်အဲ့တော့တစ်ဖွဲ့ဖွဲ့ကတော့နေတိုင်းတိုက်တယ်ဆိုတော့ အဲ့လိုမျိုးပြည့်ပြည့်စုံစုံပြောရင်တော့ပိုကောင်းတာပေါ့ကျွန်တော်တို့ NUG ကမတိုက်တဲ့ရဲမရှိပါဘူးအဆိုလိုပဲပေါ့နော်ဒါကတကယ်မှန်သောစကားပါဒါကြောင့်မလို့ကျွန်တော်တို့နေတိုင်းတိုက်နေတဲ့အဖွဲ့ရှိပါတယ်အဲ့တော့ဒါအောင်မြင်မှုသတင်းအနေနဲ့ဆိုရင်ကျွန်တော်နထိုးကြီးဘက်ကသတင်းဆက်ပြောပြပါဟုတ်အဲ့တော့ကျွန်တော်တို့မန္တလေးတိုင်းပေါ့နော်မန္တလေးတိုင်းတွင်ထဲမှာရှိတဲ့နထိုးကြီးမြို့နယ်ရဲ့နောက်တစ်ခုကမလိုင်မြို့နယ်အတွင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုဒါတလားကြော်ကြပြီးတော့ပိတ်ဆို့ ိုက်ခိုက်တဲ့အချိန်မှာပဲဘုံမူကြော်မင်းပါဝင်စစ်ကောင်စီဘက်က38ဦးတိတ်ဆုပ်ပြီးတော့9ဦးကတော့ရှင်ဖမ်းမိတယ်ပေါ့နော်အဲ့ဒီမှာဆိုတော့ကျွန်တော်တို့လက်နက်ငယ်40ကျော်ရတယ်ပေါ့အလားတူပဲကျွန်တော်တို့ဒါအော်တိုဘားလ21ရက်နေ့ကလည်းရင်းချမ်းနေမှာနှထိုးပြတ်သွားတဲ့ကား3စီးပေါ့အဲ့ကား3စီးပေါ်မှာလိုက်ပါလာတဲ့ကျွန်တော်တို့ပြည်သူစေရဲရဲရဲစစ်သားတွေကိုဒါမြင်းကြံခရိုင်တက်ခွဲပူပေါင်းတက်ခွဲတွေရတယ်ဒီမှာကြားဖြတ်တိုက်ခိုက်တဲ့အချိန်မှာပဲ ဒါစစ်ကောင်စီဘက်ကတအူးကြသွားပြီးတော့ဒီဂျမ်းမာတင်ဆောင်လာတဲ့ကားနဲ့ဒီဂျမ်းမာဒီကနေမှာတုံးဆွဲလို့မရတော့လို့ဒါဟိုမြေကျန်ခရိုင်တပ်ခွဲတွေကအဲ့ဒီနားမှာပဲဖျက်ဆီးခဲ့တာပေါ့နော်ဖျက်ဆီးတဲ့ခဲ့တဲ့ပြင်ကိုဒါလက်နက်ငယ်သုံးလက်ပေါ့ရတယ်ဆိုတဲ့တရင်နေအောင်မြင်မှုတရင်နေပေါ့ဟုတ်ဟုတ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့တိုက်ပွဲတရင်ဆိုတော့ကျွန်တော်အမြဲတမ်းပြောနေကြတယ်ပုံမှန်ပဲပုံမှန်ပဲတိုက်လိုက်တယ်တိုက်ရင်ဘယ်ကနိုင်လဲ တော်လိုင်းတက်ဖွဲ့ရပဲနိုင်သမြဲပဲဟုတ်နိုင်သမြဲကျွန်တော်ပွဲသေးလေးတွေကတော့တောက်လျှောက်နိုင်သမြဲပဲပဲเนาะပွဲကြီးတွေဒါပဲကျွန်တော်တို့ပွဲကြီးဆိုတော့ဒါတိုင်းစစ်တာနာယုတ်ကြီးတွေတိုက်တာတို့ဒါကျွန်တော်တို့နောက်ဆုံးပွဲကြီးကတော့နေပြည်တော်ပေါ့เนาะနေပြည်တော်တိုက်တာတို့ဘာတို့ဒီလိုမျိုးဒါလေကျွန်တော်တို့ကပွဲကြီးလို့ယူဆမှာပေါ့เนาะဂျန်နဲ့ပွဲသေးလေးတွေကတော့လူ150 200 150ကခုတော့ဒါ250လောက်ရှိရဲ့စစ်ကြောင်းပေါ့เนาะနှစ်ထိုးကြီးပဲမှာအဲ့မှာထူးထူးခြားခြားပါသွားတွေ့ရလဲဆိုတော့ ပြားကောင်းတဲ့လက်နဲ့ငချင်းမီးလို့လက်နဲ့တောင်ပဲစစ်ကောင်စီတပ်သားတွေကလုံးဝကိုခုခံမပစ်တော့ဘဲနဲ့ငချင်းမီးပါအဆုံးရှုံးခံလိုက်ရတဲ့အခြေအနေမျိုးကျွန်တော်တက်ဖွဲ့ကငချင်းမီးပါရလိုက်တာပေါ့နော်အဲဒီကလည်းအရန်ဟိုအားရတဲ့အားတစ်ခုဖြစ်တယ်ပေါ့နော်ငချင်းမီးကကျွန်တော်အမြဲတမ်းပြောနေကြအထက်မှာပါပါတယ်ကျွန်တော်တို့တွေကလက်နဲ့ငယ်တွေဒါကျွန်တော်တို့ကဝဲလွလွယ်တာအမောင်းလုံးဖြုတ်ပြီးပို့လိုက်ဟိုဒင်းဖြုတ်ပြီးပို့လိုက် ဟိုကိုတဲဟိုဟိုတခြားအဝိတ်တွေပါလေဟိုဝိုင်းနဲ့ပတ်ပြီးတော့မှပို့လိုက်နေကျွန်တော်တို့ကဟိုရောက်တော့မှဒစားစီရောက်လာတဲ့ဟာကိုကောက်ဆင်လိုက်တော့တနတ်တလဲဖြစ်တော့ဒါလက်နဲ့ငယ်ကပို့ရတာလွယ်တယ်ငချင်းမီလို့ဟာမျိုးကကျွန်တော်တို့တွေတကယ်ပြည်တွင်းထဲကိုအဲ့မင်းညာတို့နထိုးကြီးတို့ဘက်ကိုရောက်ဖို့ဆိုတဲ့ဟာကကျွန်တော်အင်ပဒန်ခက်ခဲတဲ့ကိစ္စလို့ပြောလို့ရတယ်ဗောနော်အဲဒီဟာကိုကျွန်တော်တို့အောင်မြင်မှုကြီးကြီးမားမားကြီးရလိုက်တာကဒါအင်မတန်ဝမ်းသာအားရစရာတရေနဲ့ဖြစ်တယ်ဗောနော်ဒါဟို မြင်းညာနထိုးကြီးဒါကိုတက်ကြီးတို့နောက်ဒါကျွန်တော်ကိုဆိုးအောင်တို့ပေါ့ကိုဆိုးအောင်တို့ပေါင်းပြီးတော့မှသူတို့အဲ့ဒီဘက်မှာကျွန်တော်တို့ဒါကျွန်တော်တို့တွေကမြေပြင်တည်င်းနေကြားရတဲ့အရာကသူတို့အဲ့ဒီဘက်မှာတရင်ကိုရင်ထက်မနေပေါ့နော်ဆူပြီးတော့မှကျွန်တော်တို့ဒါတပ်ပေါင်းစုအသွင်နဲ့လှုပ်ရှားဖို့စားပြီးတော့မှဒါဟိုဒါမြင်းညာဘလက်တိုက်ကားကဒါမိုက်ခဲတို့ဘာတို့တွေဘူမိုက်ခဲတို့တွေလည်း ပေါင်းစုပြီးတော့မှကျွန်တော်တို့ဒါအစည်းအဝေးထိုင်ပြီးတော့အလုပ်လုပ်တယ်ဆိုတော့သတင်းလေးလည်းကြားရတယ်ဒါသတင်းကောင်းတစ်ခုဖြစ်တယ်ဗောနော်ပေါင်းစုပြီးအလုပ်လုပ်လို့ရှိရင်ဒါဒီဒီနေရာမှာစစ်ခွေး900ရှိမလားလားငါတို့တွေတစ်ဖွဲ့ကို90စီထုတ်မယ်ထုတ်ပြီးတော့မှသွားချမယ်ဆိုပြီးတော့မှသွားချလိုက်မယ်အဲ့ဒီကအောင်မြင်မှုရတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့မှဟိုတနက်10လေးရရင်10ဖွဲ့ရှိရင်တစ်ဖွဲ့တစ်လက်စီပြန်ခွဲပြီးတော့မှအဲအောင်မြင်မှုကိုပြန်ပြီးတော့ယူပေါ့ယူပြီးွားလို့ရှိရင်နောက် နောက်တနေမှာထပ်ပြီးတော့မှစစ်ခွေးကြီးကြီးဆိုးလာရဆိုရင်လည်းနောက်တနေရကိုထပ်ပြီးတော့မှချမယ်ပေါ့နော်အဲ့တော့ဒါလိုင်းပေါ်မှာဖင်ကောင်းကျင်းနေတဲ့ဒီရာယူမွန်တယောက်ချီသေးတယ်ပေါ့နော်ဒီရာယူမွန်တယောက်ရှိသေးတယ်ဒါနဲ့ပတ်သက်ပြီးတော့လေအဲ့ဘက်ကအဖွဲတွေကငိန်ခံနေမယ်လို့လုံးဝမထင်ပါနဲ့နော်လိုင်းပေါ်မှာရှောက်ပြီးတော့မှရွာအဝင်ဆိုင်းပုတ်နားမှာနော်ဟန်စပီကာနဲ့អော်ပြီးတော့မှမိုက်ခေးမိုက်ခေးអော်မင်းနဲ့မိုက်ခေးကမျက်နာနားထိနော် မိုက်ခဲတို့ကိုတက်ကြီးတို့ဒါကိုဆိုးအောင်တို့တဖွဲ့ဖွဲ့ကတော့မျက်နာနာထီနေမို့နှစ်ထင်နာထီရောက်လာမဲ့အခြေအနေမျိုးရှိတယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့တော့ကြိုပြီးတော့ချင်းချောက်တာလည်းမဟုတ်ဘူးကျွန်တော်တို့တွေကဘယ်ဒီသွားမှာလဲမင်းအွန်လိုင်းရှိတဲ့နေရာဒီသွားမှာအဲအဲ့ဒီတွေလာပြီးတော့မှဟာမင်းတို့ကသတင်းတွေကြိုကြိုပြောနေတယ်ကွာကျွန်တော်တို့ချစ်ကောင်စီထောက်ခံတဲ့လူမှန်သမီးချစ်ကောင်စီတပ်ဖွဲ့ဝင်မှန်သမီးကျွန်တော်တို့ကချင်းလင်းရမယ်ဆိုတော့ တာဝန်အားလုံးမှာရှိပြီးသားဖြစ်တဲ့အတွက်မင်းတို့အရှင်းလင်းခံရမယ်ဆိုတော့စိတ်ကတော့မင်းတို့ကမင်းတို့ခေါင်းထဲမှာထည့်ထားအရှင်းလင်းမခံအောင်ကိုယ့်ဘာကိုကြိုပြီးတော့မှရှောင်အဲ့တော့ဒါတီတာပြင်းမုံတို့ပါတော့လေကိုယ့်ဘာကိုဂျာကြီးအာကိုယ့်ဘာကိုဖုံးဆက်ပြီးတော့လက်ပြောလိုက်တော့ထိန်တော့အဲနောက်တစ်ခုကတော့ဘုံဘူကဟိုအော်တိုဘာလ24ရက်နေ့မနေ့ပိုင်း9:00နာရီမှာပဲဒါ CDF ပေါ့နော်ကံပလက်မှာစစ်ဦးစီးချုပ်ရဲ့မင်္ဂလာပွဲကျင်းပတယ်ပေါ့နော်အဲ့ဒီမင်္ဂလာပွဲကျင်းပတဲ့အချိန်မှာပဲစစ်ကောင်စီကနေပြီးတော့ နှစ်ကြိမ်တိုင်တိုင်ပုံကျဲတာပေါ့ပုံကျဲတဲ့အချိန်မှာ၄ရောက်တည်ပြီးတော့15ရောက်ကတော့ဒါအပြင်းထန်တန်ရာရတယ်ပေါ့မင်္ဂလာမဆောင်ခင်ဒီဖိတ်စာပေါ့ဘုံကဖိတ်စာထဲမှာလဲဒါဒီလိုမျိုးပုံကျဲတိုက်ခိုက်မှာဆိုလို့ဆိုပြီးတော့ဒါ location တော့မပါပဲနဲ့ပေါ့နော်မင်္ဂလာဘွဲကိုလည်းတခြားနေရာမှာပြောင်းရွှေ့ပြီးတော့ကျင်းပတယ်ဆိုတော့မျိုးတော့တွေ့ရတာပေါ့ဟုတ်ဟုတ်အဲဒါကြောင့်ဟိုကျွန်တော်လည်းအမြဲတမ်းပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့လည်းစိတ်မကောင်းဖြစ်ရတယ်ဒါမင်္ဂလာယူနေတဲ့ အဝါဝီဝါဟဆိုတဲ့အချိန်မှာပဲဒါကျွန်တော်တို့အမင်္ဂလာတရင်သွားပြီးတော့မှအဲ့ဒီမင်္ဂလာဦးညကဘယ်လိုလုပ်ပြောတရားကောင်းတော့မှာလဲဟုတ်เนาะချင်းသားကြီးလို့ရှိရင်ဘယ်လိုလုပ်ပြောတရားကောင်းတော့မှာလဲဒီလင်မယားနှစ်ယောက်က မင်္ဂလာဦးညကိုဘယ်လိုဖြတ်သန်းရမလဲထိုင်တမိုင်မိုင်တဆွေတွေထိုင်ပြီးတော့မှတယောက်နဲ့တယောက်စိတ်မကောင်းတဲ့အကြောင်းအရာတွေပြောပြီးတော့မှပဲဖြတ်သန်းရမယ်ညမျိုးဖြစ်သွားတယ်เนาะဒါက ကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဒါ CDF campaign လက်ကနဲ့လေမဆိုင်ဘူးကျွန်တော်တို့ကျွန်တော်တို့ပြောခဲ့တဲ့အထဲထဲမှာပါပါတယ်နေရာတိုင်းမှာဒလန်ရှိတယ်တိုင်းတစ်ပါးမှာလည်းဒလန်ရှိတယ်ဘယ်ဘယ်နေရာပဲရောဩစတြေးလျမှာလည်းရှိတယ်အမေရိကန်မှာလည်းရှိတယ်ဟုတ်ဖင်လန်မှာလည်းရှိအကုန်ရှိတယ်နေရာတိုင်းမှာမင်းအောင်လှိုင်ရဲ့လူတွေမင်းအောင်လှိုင်ကိုတိတ်တခိုးထောက်ခံနေတဲ့လူတွေရှိတယ် အဲ့ဒီဟာကိုကျွန်တော်တို့မြင်းမြဲမှတ်ထားစေချင်တယ်ဗောနော်မှတ်ထားစေချင်တယ်အဲကျွန်တော်တို့ line ဘောကနေပြီးတော့မှဒီတယောက်နဲ့တယောက် message ညာနေလှမ်းပြီးတော့ဖိတ်မယ်ဗောမင်္ဂလာတောင်းသို့မဟုတ်အဲကျွန်တော်တို့ဒါဖိတ်စာလဲဒါ line ဘောမှာတွေ့နေပြီးသားဖြစ်တယ်ဖိတ်စာမှာလဲကျွန်တော်တို့ location မှာမဖော်ပြဘဲနဲ့ပြီးတော့မှနီးတဲ့အချိန်ညာမှာဘယ်လိုဘယ်လိုလာခဲ့ပါဆိုရဲဟာမျိုးပါတယ်အဖေဘယ်လိုလာခဲ့ပါဆိုရဲအဲ့နေရာတိကျကြီးဘုံလာကျဲခံရခြင်းက เนาะကျွန်တော်တို့စင်ကူစတာလင်ဖြစ်စင်လို့ပဲဟုတ်စတာလင်ဖြစ်စင်လို့ပဲတကယ်သာ PDF တွေအပေါ်မှာတော်လန်ရေးအပေါ်မှာတကယ်ထဲထဲဝင် ထောက်ခံနေတဲ့လူမျိုးဆိုရင်ဝင်လာတာ ਨੇ တားတို့ထိုင်တပီးတို့ထိုင်ရင်းနှွေးချမ်းတောက်ပါအောင်လက်ဖက်သုပ်စားပါအောင် ဆိုပြီးတော့မှာတော်တော်ဆွေးနွေးရမှာအေးအန်တီတို့အင်ရတော့ဟုတ်တယ်စတာလင်တုံးတာတော့မှန်တယ်တားတို့ရဲ့ဒါပေမဲ့ဒီအနားမှာရှိတဲ့ ပြည်သူတွေဒါ line အခက်အခဲရှိတဲ့အတွက်အန်ဒီတို့အိမ်ကနေတော့ဒါ Starling လေးသူတို့လည်းသုံးပါစီဆိုပြီးတော့မှလှုပ်ထားမိတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှသားတို့တော်လိုင်းနဲ့ပတ်သက်ပြီးတော့မှဘုံကျဲခံရတယ်ပဲအန်ဒီရှိလားရှိလို့ရှိရင်ရတယ်သားတို့ချုပ်သိမ်းသွားလိုက်ပါဖြုတ်ဖြုတ်ပြီးတော့ခဏထိန်းသိမ်းထားမလားထိန်းသိမ်းထားအန်ဒီတို့တော့ဂရီကဝတ်လေးတစ်ခုတော့ပေးပါဘယ်နည်းပဲချိန်မှပြန်ပြီးတော့ရမလဲဆိုရဲဟာပေါ့နော်အဲ့ဒါဘယ်နှလားကြာရင်တော့အန်ဒီတို့ ပြန်ပေးမလဲဆိုတဲ့ဟာလေးတော့ဒါတက်ဆိုင်ရလူကြီးတွေကနေတဆင့်ပြန်ပြောပေးပါဘောမေးမြန်းပြီးပြန်ပြောပေးပါဒီလိုမျိုးဖြစ်ရမှာဒါဒလန်ပဲဗောနော်အဲဒီဟာကိုကျွန်တော်တို့ဆိုလိုချင်တာဗောနော်အဲ့လိုပဲဗောနော်အဲသူကဒီ CDF ကံပက်လက်ကခေါင်းဆောင်ရဲ့ဒီဟွာကိုမင်းလာတော်ပွဲကိုမင်းလာတော်မဲတိတိကြီးနဲ့စစ်တပ်ကိုတိုက်ခိုက်ဖို့သွားတာမဟုတ်ဘူးဗျာဆိုလိုချင်တာကလူစုလူဝေးလုပ်ပြီးတော့မှငါတို့တပ်ဖွဲ့ဒီစုမယ်ကွာ စုပြီးတော့မှငါတို့ဘာလဲနဲ့တည်းယူခဲ့သွားပြီးတော့ချကြမယ်ကွာဆိုပြီးတော့မှလူစုလူဝေးလုံနေတဲ့ဟာကိုတရင်ပေးရမဟုတ်ဘူးကျွန်တော်တို့ပျော်ပွဲရှင်ပွဲကအစစီမီတပိတ်ကအစကျွန်တော်တို့မနာလိုတဲ့လူတွေရှိနေတယ်ဒါနဲ့ပတ်သက်ပြီးတော့အရန်သတိထားစီခြင်းနေပေါ့နော်ထားစီခြင်းနေဒါကြောင့်ကျွန်တော်တို့တွေလည်းဟိုလက်ဖေးဆိုင်သွားလဲသတိထားရတယ်ထမင်းဆိုင်သွားလဲသတိထားရတယ်အများနဲ့တော့တခါဆိုလို့ရှိရင်ဒါကျွန်တော်ထိုင်နေရနေပြီးတော့မှ ကျွန်တော်မမြင်လိုက်ဘူးကလေးကကျွန်တော်နဲ့ကလေးเนี่ยဒီလိုကျွန်တော်သားเนี่ยမျက်နှာချင်းတိုင်းထိုင်နေတာထိုင်နေချိန်မှာဒီဓာတ်ပုံရိုက်တဲ့လူကိုကျွန်တော်တို့နောက်ကျောဘက်ကနေလှမ်းပြီးတော့မှဓာတ်ပုံရိုက်တဲ့လူကိုကလေးကမြင်လိုက်တယ်ဒါပေမဲ့ပြန်ထွက်သွားကမှ तू ကပြောတာဖေးဖေးတဲ့သားတို့ဓာတ်ပုံရိုက်သွားတယ်တဲ့ဆိုဒီကောင်ဒီဆိုင်မှာရှိနေတယ်ဆိုတဲ့ဟာကိုပေါ့နော်အဲအဲ့လိုမျိုးဒါဒါလည်းမြဝတီဘက်ကနေပြီးတော့မှဒါမြန်မာဘက်ချမ်းကနေကူးလာတဲ့ လူတွေပေါ့နော်စေကောင်းစီဘက်ကလူတွေဒါကြောင့်မလို့ကျွန်တော်တို့တွေကအဲ့ဒီဓာတ်ပုံရိုက်တာကျွန်တော်တို့တော့ဗာပြဿနာမှမရှိပေမဲ့အဲကျွန်တော်အဲ့ဆိုင်မှာကြာကြာဆက်ပြီးတော့မှမထိုင်တော့ဘဲနဲ့အဲအဲ့ဆိုဓာတ်ပုံရိုက်ွားဆိုသွားကြမယ်ပြန်ကြမယ်ကျွန်တော်ဝိုင်းလူတွေပြောတယ်ဓာတ်ပုံရိုက်ွားတွေပြောတယ်ပြန်ကြမယ်အဲဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါဒလန်တခုခုကိုယ်လာပြီးတော့အန်နီယာပဲမဟုတ်โอเคเนี่ยပြည့်ပြီးတော့ပြန်ပြေးဝိုင်းဘယ်လိုဘယ်လိုလုပ်အောင်လဲကိုကခေါင်းမှန်ပြီးတော့မှောက်ရည်ကြီးခြံခဲ့ပါလေဟုတ်တယ်ဒီအိုင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အမြဲတမ်းဒလန်ရှိပါတယ်တော်လိုင်းတက်ဖွဲ့ကြီးလည်း အရန်တတိထားသိခြင်းနဲ့ကျွန်တော်တို့လည်းအမြဲတမ်းပြောပြပါတယ်မလုံးကြပါနဲ့လူစုလူဝေးဒီချိန်မှာလူစုလူဝေးလှုပ်ချင်းကကျွန်တော်တို့ကအန်ရီကိုလက်ရခေါ်တာနေမဟုတ်ဘူးလာပါလာပါနေမဟုတ်အတိအကျကိုကျွန်တော်ဘုံကျဲပါလို့ဆိုပြီးတော့မှထိုင်အောင်နေတဲ့လူလိုဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာလေကျွန်တော်တို့ဒါဝမ်းဝမ်းနေတဲ့ဟာတခုပေါ့เนาะအဲ့တော့မလုံးကြပါနဲ့အုံးဆိုတာလေးလေကျွန်တော်တို့ကဒါတားမြစ်သတိပေးခြင်းတယ်ပေါ့เนาะဟုတ်ဟုတ်ဒီချိန်မှာလည်းဒါလေတက်အနေနဲ့ဟိုကတော်လိုင်းရဲပေါ်နေတဲ့တော်လိုင်းပြည်သူတွေကို ါအစိတ်ဝင်ကွဲအောင်လို့လုံနိုင်တဲ့ဒါ view ဟာပေါ့နော်အဲ့ဒါကိုလည်းသူကတတိယရောက်တုံးချနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒေါ်လန်ပြည်သူရောဒေါ်လန်ရေးရဲဘော်တွေရောဟိုဆက်ဆက်ရေးရပို့ပြီးတော့တတိထားတဲ့တယ်လို့ပြောချင်တာပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ KK pad ပေါ့နော် KK pad မှာခုနအော်တိုဘာလ23ရက်ရဲ့24ရက်မှာဒါ KK pad ကအစအဦးတွေမှာပုံခွဲတယ်ဆိုတော့တည်တင်းပေါ့နော်အဲ့ဒါကတော့ခုနဒေတာခံပြည်သူတွေကတော့ PG ကလည်းမှာခွဲတယ်လို့လည်း ပြောတယ်အခုလက်တလုံးမှာလဲကျွန်တော်တို့ KK ဘက်ကနေဒီမှာထွက်ပြေးလာတဲ့နိုင်ငံသားအပေါင်းကလည်း1190တန်းမှာ7ဦးရှိပြီးတော့နိုင်ငံပေါင်း29နိုင်ငံနေမှာပါဝင်တဲ့ဒါနိုင်ငံသားတွေဆိုတာကိုလည်းသိရတယ်ပေါ့ဟုတ်ဟုတ်အဲ့တော့ဒါစစ်ကောင်စီကတော့ဒါနိုင်ငံတကာကိုလုတ်ဝက်ပြတာပဲဟုတ်ဒါကတော့ကျွန်တော်တို့လည်းအမြဲတမ်းဟိုအရင်သုံးသက်ချက်တွေမှာလည်းကျွန်တော်တို့သုံးသက်ပြီးတော့ပြောထားတယ်ပေါ့နော်ဒါနိုင်ငံတကာကိုလှည့်စားတာနိုင်ငံတကာကိုလုတ်ွက်ပြတာငါတို့ဒီလိုမျိုး တို့နိုင်ငံမှာကဘာကြီးကိုပတ်လိမ်နေတဲ့ကောင်တွေကိုငါတို့နိုင်ငံထဲမှာလက်မခံဘူးငါတို့ဒီဟာကြီးကိုဖြိုခွဲပလိုက်ပြီဒါကြောင့်မို့သူကစပြီးဆွဆွဲကလေးက KNU ပိုင်လို့ဆွဆွဲတာ KNU ပိုင်လို့ဆွဆွဲတာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဟိုငငယ်တော့อ่ะပေါ့ကျွန်တော်ခမ30ခမ30ဆိုတာကျွန်တော်တို့ပေါင်းတယ်ပေါ့နော်ပေါင်းတယ်ပေါက်တော့မှရှိရပေါ့နော်ပေါက်တော့လို့ခေါ်တာပေါ့အဲ့ပါအဲ့မှာအဲ့ဒီရွာကိုမှတ်တိုင်ရဟိုဘက်ပေါ့ ပေါတော့တမ66အောက်အဲ့ဒီမှာသူကဟိုဟာဗာလေရဲဘော်ကရွာထဲကစိတ်ကိုခိုးစားခိုးစားခိုးစားတော့ရွာဆိုစိတ်ပိုင်ရှင်ကတက်ကတရေးဘော်ကြီးကိုလာတိုင်းတာလာတိုင်းလာတိုင်းတဲ့ခါကျတော့သူကဟိုဘလိုတိုင်းလဲဆိုဘော်ကြီးကျမတို့စိတ်လေးကိုခိုးခိုးစားွားတယ်ဗောနော်အခိုးစားွားတယ်ဒါနဲ့ပတ်သက်ပြီးတော့မှအဘိုးကြီးအေးယူပေးပါ အဲဘာညာဆိုတော့ဟာဘယ်ကောင်ခိုးစားတာလဲဆိုတော့ရဲဘော်ဘသူပါဆိုပြီးပြောလိုက်တော့ပြောတော့ तू ကဘာလို့လဲတေးဘူကြီးရုံငန်းရှေ့မှာထိုင်ကုန်လေးရှိတယ်အဲ့ထိုင်ကုန်မှာ तू ကစိတ်ပိုင်ရှင်ကိုထိုင်ခိုင်းထားတာထိုင်ဆိုပြီးတော့မှအဲ့ခိုးတဲ့ရဲဘော်ကိုခေါ်လိုက်တယ်ခေါ်ပြီးတော့မှအခန်းထဲထည့်ခန်းထဲထည့်အခန်းတကားဂျက်ထိုးလိုက်တယ်စိတ်ပိုင်ရှင်ကအပြင်မှာရဲဘော်တေးဘူကြီးအခန်းထဲထည့်ပြီးတော့ဂျက်ထိုးလိုက်ဂျက်ထိုးယူတော့တေးဘူကြီးခန်းထဲမှာဒီလိုအခန်း အဟွာမှာထောင်းမှာဆန်အေးကြီးထောင်းထားတာအဲအဲ့ဒီဆန်အေးကိုသူကကန်တာဟုတ်တိဘူရချောင်းနဲ့ကန်တရုတ်ဆောင်ရဲဘော်အဟိုင်းနာဒါအာတာတို့ရောအော်ခိုင်းတာမလုပ်ပါနဲ့ဘိုးကြီးကျွန်တော်နောက်ခိုးမသားတော့ဘာဖြစ်နောက်ဆုံးဒီဘာဖြစ်လဲဆိုတော့ရှေ့ကအခန်းရှေ့ကစိတ်ပိုင်ရှင်ကတကားထူရတဲ့အဆင်ကိုဖြစ်သွားဘိုးကြီးမလုပ်ပါနဲ့ရက်ပါတော့တေသွားပါတော့မယ်ဆိုတဲ့အခါကြကောင်ကသူကဒုံဒုံဒုံသူထူကောင်ကတကားဖွင့်ပြီးတော့မှကျွန်တော်အယောတော့ဟိုမှာဖြစ်တော့ဒီကောင်ကကျွန်တော်မှတ်လောက်သားလောက်တော့ ဆုံးမလိုက်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဟိုကောင်ကခွေခေါက်ပြီးတော့မှလိန်ပြီးတော့မှတရုတ်ဆောင်နေရတာပေါ့သိရအောင်အဲ့တော့မှစိတ်ပိုင်ရှင်ကကျင်းတက်ပြီးတော့မှတွေ့တာငါစိတ်ခိုးစားတဲ့ကောင်ကတော့ဟိုမှနာယူပေါ့အမှန်တကယ်စိတ်စိတ်သားတိတ်ဖို့ကြီးလဲစားပြီးပါတယ်တူတူစားကေကေဘက်ကလည်းဒီတိုင်းပဲဘုံအခုဘုံကျပြဆိုင်ကြီးကိုကန်ပြနေတာလို့ကျွန်တော်ပြောချင်တာပေါ့ဒါနဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်တို့ဘာမှ ဟုတ်ဒီပတ်ဒီလောက်ရမဟုတ်ဘူးဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်အဲ့တော့တကယ်ထိနာသူတွေအတွက်တကယ်လုတ်ပေးလားဆိုတော့စစ်တပ်ကဘယ်တော့မှလုံမပေးပါဘူးနော်အဲ့တော့ BGF ကကျဲ KNU ပိုင်လို့ပြောထားမှ BGF ကကျဲလို့ရမှာပေါ့ဒါဆိုလို့ရှင်လားဟုတ်တယ်မလားအဲ့တော့မိသူကျဲသည်ဖြစ်စီမိသူမကျဲသည်ဖြစ်စီဒီနောက်ဆုံးတော့တစားကန်ကတော့အဲ့ဒီက KK ဘက်ကလူတွေပဲဖြစ်သွားတော့တာပေါ့နော်အဲ့ဒါအကြောင်းချဲထိုးသားတွေနဲ့လက်ခွဲတိုင်ပဲဖန်ခံရတာ ချဲတိုင်ဒိုင်ကျုပ်ကဘယ်နာမှမသိဘူးဒါပေမဲ့ဒိုင်ကျုပ်ကငုတ်တုတ်ကြီးမင်းအောင်လိုက်ပေးနေမှာငုတ်တုတ်ကြီးရှိတယ်ဒါပေမဲ့ဖမ်းလာတော့မဖမ်းဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာပေါ့ဟုတ်အဲနောက်တစ်ခုကလည်းဒါဟိုပါပေါ့ PPC တို့ခစ်တစ်တို့11တို့မှာဒါပလူပြန်နေတဲ့ပြင်းပေါ့နော်ဂျူအီစီယာနေဒီမှာခုနကျွန်တော်ရွေးကောက်ပွဲ ရှင်ပြိုင်မဲ့ကိုစလေလောင်းနာမည်စင်းရဲတဲ့မှာဒါတော့တက်ခတ်တက်တက်ခိုင်ဒါပေမဲ့စင်းမပါဘူးဆိုတော့ယူတော့တွေ့ရတာပေါ့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့တန်းပုံမူးငယ်လေတွဲရိုက်ထားတဲ့ပုံလေးတွေတွေ့တော့အဲ့ဒါဘူးအကျေးဆက်ရှင်လို့လားဘောနော်ဟုတ်အဲ့ဒီဟာလေးတွတ်တွေ့လိုက်တဲ့အချိန်မှာဒါတသက်ခိုင်ရဲ့နာမည်ဆင်းရဲကိုယူကဝဲဝင်မဲ့ဒါကိုစလေတဲမှာမပါဘူးဆိုတော့ကိစ္စကိုကျွန်တော်တွတ်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်ချက်ချင်းကောင်းတဲ့မှာအတွေ့ရတန်းပြီးတော့မှဝင်သွားတယ်။ဒါကကျွန်တော်တို့စစ်တပ်ကအမြင်နဲ့ပြောနေကြတဲ့အခြေအနေရှိတယ်။ဘာလဲဆိုတော့ ်နင်းစစ်ဖို့နဲ့ညာလို့စစ်ဖို့မိမ့်မှာဖြစ်တာနော်စိုက်ကားသမားနဲ့ညာရင်စိုက်ကားသမားမိမ့်မှာဖြစ်မှာဟုတ်တယ်ဆိုတဲ့ဇကားကကျွန်တော်အမျိုးသမီးတွေကိုအခွင့်အရေးမပေးခြင်းပဲဒါကြောင့်အမေစုဥဆောင်တဲ့ NND ပါတီအမျိုးသမီးဥဆောင်တဲ့အတွက်အမျိုးသမီးဥဆောင်တဲ့ချိန်မှာတော့နိုင်ရကတော့ရှိတယ်ဒါပေမဲ့တကယ်လီဒါကတော့အမေစုပါပဲဒါအမေစုလီဒါဖြစ်တဲ့အတွက်အမျိုးသမီးတွေကိုနေရာမပေးခြင်းကစစ်တပ်မှာအယိုးဆွဲနေတယ် ဲ့တော့စိုက်ကားသမားနဲ့ရရင်နေစိုက်ကားသမားကတော်ပဲဖြစ်မယ်ဆိုတော့ဇကားကဒါအခွင့်အရေးချိုးဖောက်တဲ့ဇကားပဲစိုက်ကားသမားနဲ့ညာပြီးတော့မှတမရဖြစ်ခွင့်ရှိတယ်အမျိုးသမီးသူရည်ရှင်းရှင်းရင်တမရဖြစ်ခွင့်ရှိတယ်ဟုတ်ကဲ့စစ်ဖို့နဲ့ညာပြီးတော့မှဟိုဟာဖြစ်နေလေဖြစ်ရှင်ဖြစ်မှာပဲလေဟုတ်တယ်မှာသူ့ရဲ့အရင်ချင်းကဟိုဟာတော့ပဲရှိရင်တော့ဟိုဟာပဲဖြစ်မှာပဲပေါ့နော်အဲဒီလိုမျိုးကျွန်တော်ကဆိုလိုချင်တာပေါ့အဲ့တော့ကျွန်တော်တို့နိုင်ငံမှာအမျိုးသမီးတွေကိုအခွင့်အရေးမပေးခြင်းက တခြားလူတွေမဟုတ်ပါဘူးစစ်တပ်ကအဲ့ဒီကိစ္စကိုအမြဲတမ်းအယိုးဆွဲနေတာရှိပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒါတက်တက်ခိုင်ဥဆောင်တဲ့ပါတီကလောလောဆယ်မှာဒါဟိုကြက်ခိုင်ရင်းနဲ့ကိုကိုကြီးတို့ဘာတို့ကတော့ဒီလောက်မဟုတ်ဘူးဒါတက်တက်ခိုင်ကပြောရမယ်ဆိုလို့ရှိရင်ဒါ ILNDU လဲချိုးချိုးဖဲဖဲပြော အမေစုနဲ့ဒါတမလိုက်ဝင်းမြင့်ဆိုလို့ရှိရင်လဲဒါနိုင်ငံရေးကျင်းသားမဟုတ်ဘူးဟိုခိုးတဲ့လူတွေဟိုပွက်တဲ့လူတွေတို့ဘာလို့ဆော်ကားခဲ့တာအဲပိုကက်ဆော်ကားခဲ့တဲ့ တယောက်လူတယောက်ဖြစ်တဲ့အတွက်ဒါဘယ်လိုပြောရမလဲဆိုဝက်လိုက်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့တေချာတာတစ်ခုကတော့ဒီဖြစ်စဉ်ကကျွန်တော်တို့စစ်တပ်ကအမျိုးသမီးတွေကိုနေရာမပေးခြင်းပဲအဲကျွန်တော်ပြောလို့ပဲနေဆိုင်ကားသမားနဲ့ရရင်ဆိုင်ကားသမားကတော့ပဲဖြစ်မှာ no ကျွန်တော်တို့လက်ခံလို့မရဘူးဆိုင်ကားသမားနဲ့ညာပြီးတော့မှရွေးကောက်ပွဲဝင်ပြိုင်လို့နိုင်သွားလို့ရှိရင်သူတမရဒီမျိုးသမီးကတမရဖြစ်ခွင့်ရှိတယ်တမရယောက်ျားဆိုင်ကားသမားဟုတ်တယ်မလားဒါသူ့ရဲ့ဟိုငကိုအရှိရင်ဆွဲရ ဟိုချီရမှာပဲပေါ့နော်သူ့ရဲ့အီချင်းဒါကြောင့်မလို့ကျွန်တော်တို့ဗာလဲဟိုမောတရာကအမယာကိုတွားပြီးတော့မှဟိုကြည့်တဲ့အချိန်မှာမောတရာရဲ့တငယ်ချင်းတွေပေါ့နော်ဒါဖွားဘက်တော့ပညာရှိတွေကတွားတယ်အဲတွားပြီးတော့မှမောဒီအမယာဆိုတဲ့အမရာဆိုတဲ့အမျိုးသမီးကိုတွားကြည့်တယ်ကြည့်တော့သူ့အိမ်ကိုတွားတယ်တွားတဲ့အချိန်မှာဒီအမရာရဲ့အမေကဟိုပြောမယ်ဆိုလျက်ပေါ်လော်လီပေါ်ဖင်ပေါ်ကောင်းပေါ်အိတ်နေအဖွားကြီးကဖင်ပေါ်ကောင်းပေါ်အိတ်နေတော့မောတရာရဲ့ ဟိုဟာကတငယ်ချင်းတွေကကြည်လိုက်တယ်ကြည်ပြီးတော့ဒီလို မိမမျိုးကမွေးတဲ့တမီးကတော့ငါတို့ပညာရှိမှမဟုတ်တရားရဲ့မိမမဖြစ်သင့်ဘူးဆိုပြီးတော့မှသူတို့ကမှတ်ချက်ပြုတော့အဖွားကြီးကလည်းမနှိုးမှတ်ချက်ပြုပြီးတော့မှအိမ်ကနေပြန်ထွက်သွားထွက်သွားအချိန်မှာအမေကပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အချိန်မှာ तू ကအိမ်ထဲရောက်လေရောက်တော့ तू ကဧည့်သည်တွေလာသွားမှတီးလိုက်တယ်ပြီးတော့ तू ကလည်းပညာရှိဒါမော်ဒတိုင်းအမျိုးသမီးဖြစ်မဲ့ပညာရှိတယောက်ဆိုတဲ့အခါကျတော့ तू ကလည်းတီးရယ်လေ ခြေကင်းလက်ခင်းနဲ့ကြီးလိုက်တော့တိတယ်ပြီးတော့ပြန်ထွက်သွားတော့ဒါကတော့မော်တတာရဲ့တငယ်ချင်းတွေဖြစ်မယ်အဲ့တော့သူတို့ကငါပညာတကွက်တော့ပြမှရမယ်ဆိုပြီးတော့သူတို့ရဲ့ရှေ့ကိုရောက်အောင်လို့ဖြက်လန်းနေသွားလိုက်လိုက်ပြီးတော့နွားချီးပုံထဲမှာကျွန်တော်ကကြာပန်းသွားထိုးထားတယ်ထိုးထားတော့ပညာရှိမတ်တွေပြန်လဲပြန်လာရောလမ်းမှာနွားချီးပုံမှာကြာပန်းကြီးပွင့်နေတာသွားတွေ့ရတွေ့တော့ဟာဒါအမေရလက်ချက်ပဲဖြစ်မယ်ငါတို့ဒီလိုအဖွားကြီးကမွေးပင်ပဲလေ ပညာရှိအမတ်ရဲ့မိမဖြစ်ထိုက်တယ်ဆိုရယ်အဲ့လိုမျိုးကျွန်တော်တို့နိုင်ငံကဒီဟိုအမျိုးသမီးတွေကိုနေရာမပေးခြင်းပေါ့နော်နေရာမပေးခြင်းကအများနဲ့ဆိုးရွားနေတာရှိပါတယ်ဒါကြောင့်မလို့ဒါတက်တက်ခိုင်တို့ဒါပြီးသုံးလုံးကပဲပေမောက်ပါတီကတော့ဒါဟိုကျွန်တော်တို့ဒါရိုက်တာကိုပေါ့တင်ထားလို့ပေါ့ပဲပေမောက်ကတော့ပဲဒီချင်းအထက်ခံလိုက်ရပြီဆိုလို့ပဲဒါတော်တော်ဆိုးရွားတဲ့ဖြစ်စဉ်ဖြစ်သွားတဲ့အတွက်စစ်ကောင်စီကရန်သူထက်တိုးပြီရန်သူထက်တိုးပြီ ါကစစ်ကောင်စီမှာအာနာမသိငင်ကလည်းနေရာတစ်ခုရခဲ့တယ်အာနာသိမ်းပြီးတော့လည်းနေရာတစ်ခုရထားတဲ့အမျိုးသမီးတယောက်ဟုတ်တယ်ဒီမျိုးသမီးကစစ်ကောင်စီကိုတစ်ခုခုတုံ့ပြန်ရင်တော့ကျွန်တော်တို့ကပွဲရကြည်လာပြီအဲ့တော့မအီးမခံပါနဲ့မအီးတက်တက်ခိုင်းမအီးတို့ဘက်ကကျွန်တော်ရှိပါတယ်ကျွန်တော်တို့ထိုင်းရောက်ကိုကြီးပေါ့လှိုင်းတိုင်းရောက်ကိုကြီးတို့မို့ထိုင်းရောက်ကိုကြီးတွေကကုညီပါမယ်မအီးဒါဟိုဘာဖြစ်မိပါဘောနော်မအီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းကိုတော်လန်တဲ့အထဲမှာမအီးလည်း ဝင်ဝင်ပါတင်တယ်ပေါ့နော်ဒီချိန်တရင်တင်းလောက်ထားထောင်လိုက်ရင်တော့မအီးအောင်မြင်မဲ့နေသားမျိုးရှိပါတယ်ဆိုတာလေးကိုဒါပြောချင်တာပေါ့နော်အဲ့တော့ဒီဒီအားနဲ့ပတ်သက်ပြီးတော့မှာကြာတော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါနထိုးကြီးတို့ဒါအဲမင်းညာတို့ဘာတို့ဘက်မှာလဲကျွန်တော်တကယ်ပွဲကြီးပွဲကောင်းတွေကျွန်တော်တို့နှွှဲနေတာရှိပါတယ်အဲအောင်မြင်မှုတွေအများကြီးရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ CDF ဒါကမ်ပိန်းလက်နဲ့ပတ်သက်ပြီးတော့မှာလဲဒါကျွန်တော်လူစုလူဝေး လုပ်တဲ့ဟာကကျွန်တော်တို့စိတ်မကောင်းတဲ့ဟာတရင်တွေအများနဲ့ကြားရပါတယ်။စူးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့စိတ်မကောင်းတဲ့ဟာတရင်စူးလိုက်ပြီဆိုတာနဲ့စိတ်မကောင်းတဲ့ဟာတရင်ဆိုတော့အဲ့စူးတဲ့အနားမှာကိုစစ်ကောင်စီကိုတရင်ထိုင်ပို့နေတဲ့ကောင်ရှိနေပြီဆိုတဲ့ဟာကကျွန်တော်တို့မလွဲမသွေမှတ်သားထားရမယ့်ကိစ္စဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ KK ဘက်ကတော့ကျွန်တော်ပြောလို့ပဲတရေးဘူကြီးနဲ့ရဲဘော်နဲ့စိတ်ခိုစားတဲ့ရဲဘော်နဲ့စိတ်ပိုင်ရှင်တဲ့လူပဲလူပဲကျွန်တော်ဒါဥပမာလေးပေးပြီးတော့ပြောချင်တာပေါ့နော်အဲနောက်နောက်ဆုံးကတော့ဒါ တက်တက်ခိုင်ရဲ့ပြီးသုံးလုံးပါတီကတော့ဒါယူကော့ပွဲဝင်ခွင့်မရတော့ဘူးဆိုတဲ့ဟာလေးကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ DR လေးပေါ့နော်ပြီးတော့နောက်ဆုံးမှာကျွန်တော်ရုပ်တန်လေးတစ်ခုဒါဖွင့်ပြခြင်းနေပေါ့နော်ဒါကကျွန်တော်ရေးဘလူးကကျွန်တော်တို့ကြော်မျိုးမင်းကပြောလဲဆိုတော့မင်းတို့ရေးမျိုးကိုတင်ပြပါလားတော်လိုင်းတက်ဖွဲ့မှာအမြဲတမ်းတော်လိုင်းတက်ဖွဲ့ခေါင်းဆောင်တွေကပြောနေကြစကားရှိပါတယ်တင်ရတာလွယ်တယ်တဲ့ထင်းရတာခက်တယ် why ဘာကြောင့်လဲဆိုကျွန်တော်တို့တွေကအမြဲတမ်းတွေးရတယ်ပေါ့။ဘာကြောင့်လဲ။သိရလွယ်ထိရလာခဲ့တယ်။ဘာကြောင့်ခင်ဗျားတို့ပြည်သူတွေဘုံချက်ခံရ။ထိန်းထားတဲ့ကျွန်တော်သိမ်းပြီးတော့မှထိန်းတဲ့နေရာတွေကကျွန်တော်မထင်မထင်လို့အမြဲတမ်းဘုံလာကြဲခံနေရတဲ့ကိစ္စရှိတယ်။အဲ့တော့ကျွန်တော်တို့မင်းကရေးဘလူးကိုပြောတယ်။မင်းရင်းမျိုးသိမ်းပြပါလားဆိုရေးဘလူးကဘာပြန်ပြောထားလဲဆိုတော့ဗီဒီယိုလေးကို ကြည့်ရှုနေတာကျွန်တော်တို့စကားဝိုင်းလေးကိုအဆုံးသတ်ပါတယ်ဗျဗီဒီယိုလေးဆက်ပြီးတော့ကြည့်ရှုပေးကြပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဘရားရို့ပလေးမမင်းစားရတဲ့ကောင်ကျော်မျိုးမင်းလားကျော်မျိုးမင်းလားတော့မသိဘူးမင်းကတို့ပြောတော့လားရင်းမျိုးကိုသိန်းလို့ရလားလို့ဘာလို့မင်းမလဲဟုတ်လားဒါဆိုလို့ရှိရင်မင်းတို့တခုတည်းပြောမနော်ဒီကြနာတော့မင်းရဲ့မိမကိုရေးမှလက်ထားခဲ့ငါတို့ရောက်အောင်မင်းမိမကိုပါနိုင်ပြမယ် 有气管癌，怎么背不着；有气管癌，怎么背不着，你太厉害了！